နင့်လေးနော်ဓာတ်ပုံတမျိုးတမျိုးရိုက်ပြီး Facebook ပေါ်တင်နေတခါကြလို့ရှိရင်လေဓာတ်ပုံဆရာရောငါပြီးရိုက်ပြီးမြို့မနေပါကောင်းမှတ်နေတယ်ဟမ်ဟေးငင်အောင်ခုချိန်မှာနေထားသေးလားဆယ်လီဖြစ်မှာလေဟမ်ဟေးခေါ်ခိုင်းလာဆယ်လီဖြစ်မှာဂျယ်လီဖြစ်မှာစောင့်ကြည့်လိုက်ရမယ်ဆူတောင်းမင်္ဂလာပါ။ဟာမင်္ဂလာပါခင်ဗျာ။ဟုတ်။ဒီကတော့တိတာက ဆရာဝဆရာဆရာဇညိုရေးဆရာတော့တမဇညိုရေးဆရာဟုတ်တယ်ငါကူနဲ့စဉ်းစားလို့လားဒါမှမဟုတ်ရစာရင်ကြိုက်ရင်းနဲ့ရင်းနိုင်လို့ပြစ်ပါလားအဓိကတော့ဟိုပါဘောနော် creation ပေါ့ creation ဆိုတာကျွန်တော်ဇလန်းနေပါပဲဇလန်းနေရေးတာဝါသနာပါတာပေါ့ဇလန်းနေရနေနောက်ပြီးတော့ ရုပ်ရှင်ကလည်းဒါအကြည့်တယ်ရုပ်ရှင်လည်းကြိုက်တယ်ကြိုက်တဲ့ကကြတော့အဲခင်မင်းရင်းကြီးရဲ့ဒါရိုက်တာပေါ့နော်ဦးမီးဘွားတို့ပါတော့အကုန်မြောက်ပေးကြတော့ဇန်ညွန်ရေးပစ်သွားတာပေါ့ဟုတ်ကဲ့ဇန်ညွန်ရေးပစ်တော့ပြဿနာမရှိပါဘူးဒါပေမဲ့ဇန်ညွန်ရေးတဲ့အခါဆိုင်ရဆရာဆရာမကရေးထားတဲ့အပေါ်မှာသူကဘယ်လိုခံစားသက်ဝင်လို့တော့ပြောတာပြောတယ်အဲဟုတ်ကဲ့ဟိုအရင်ကတော့ဆရာဝန်ဘွားမှာကွာဝတ္ထုတွေရေးခဲ့တယ်ဝတ္ထုတွေရေးခဲ့တယ်စာအုပ်တွေလည်းထုတ်ခဲ့တယ်ဝတ္ထုတော်ကနေစတာပေါ့နော် ဒါပေမဲ့အဲ့ဒီဝတ္ထုတွေကိုအဓိကတော့ရုပ်ရှင်ဒါရိုက်တာတွေကုမ္ပဏီတွေကအရင်တည်းကပေါ့နော်ဗီဒီယိုခစ်ကိုဝယ်ရိုက်ကြတဲ့ခါကျတော့အဲ့ဒီမှာလည်းကိုယ်ဝတ္ထုတွေကိုဘလို့ပြောင်းလဲပြီးတော့ရုပ်ရှင်တွေဗီဒီယိုတွေဘလို့ပြောင်းလဲလိုက်လဲဆိုတာကိုကမြင်နေရတာပေါ့မြင်နေရတဲ့ခါကျတော့အဲသူတို့ကနေပြီးတော့ပဲဒီဒါရိုက်တာတွေပရိုဂျူဆာတွေကနေပြီးတော့ပဲဇာညုံရေးကြည့်မလားအဲဝတ္ထုရေးတာတော့မခက်ဘူးပေါ့နော်အဲဇာညုံးနေသူတို့နမူနာတွေပေးတယ်နမူနာတွေပြတယ်ကိုလည်းဆိုင်းရေးကြည့်တယ်ပေါ့ဆိုင်းရေးကြည့်ရနေပြီးတော့သူတို့လည်းကြိုက်တဲ့အတွက် ဆက်ရဲဖြစ်သွားတယ်ပေါ့နော်အဲဘလို့တွေပြောင်းလဲရလဲဆိုတော့ကိုကလည်းငငယ်လေးကဒီဝတ္ထုကနေရုပ်ရှင်ဖြစ်တဲ့ဟာတွေကိုကိုကလည်းအများနဲ့ကြည့်နေတာဟိုကြည့်နေတဲ့ခါကျတော့ကိုတွေငငယ်တုန်းကဆိုဒါမဲ့ကြည့်တဲ့ဆရာငိမ့်ကျော်တို့နောက်မောင်စိန်ဝင်းပတိကုံတို့နောက်ဆရာမဂျူးတို့အဲဒီဆရာကြီးဆရာတွေရဲ့မဲ့ကြည့်ဝတ္ထုတွေကိုတို့ရုပ်ရှင်နဲ့ပြိုင်ရင်တည်းကြောင့်ဝတ္ထုကနေရုပ်ရှင်ကိုဘယ်လိုပေါ့နော်ပြောင်းလဲတဲ့ခါဟာတွေကိုလည်းဒီဟိုဟာကိုကနီးနာတွေယူခဲ့တာပေါ့နီးနာတွေယူခဲ့တာအဲ့ဒါတွေကကိုစိတ်ထဲမှာစွဲနေတယ်နဲ့တူပါတယ်အဲ့တော့ကိုရေးကျင်တဲ့ဇလံကိုပြကျင်တဲ့ကိုရိုက်ကျင်တဲ့ရုပ်ရှင်မျိုးကိုက ဇက်ညွန်းကြတော့ပို့ပြီးတော့အဲအတိအကျကောင်းတဲ့ဖော်လို့ရတော့ပေါ့နော်အဲ့ဒီစိတ်နဲ့ပဲ creation လေးလုပ်ချင်တာနဲ့ပဲကိုကရေးပြစ်သွားတာပါဟုတ်ကဲ့လူကြည့်တယ်ပါလေဟုတ်ကဲ့ဘုတ်ရေးတာနဲ့ဇက်ညွန်းရေးတာနဲ့ဘာကွာလဲအာကွာတာပေါ့အများကြီးကွာတာဘာဖြစ်လို့လဲဆိုတော့ဝတ္ထုကကြတော့ကျွန်တော်တို့တယောက်တည်းစာရေးဆရာနာမည်တခုတည်းနဲ့ပဲဒီနာမည်အောက်မှာပဲရေးရတာဆိုတော့အာဒီကျွန်တော်တို့စာရေးသူအပေါ်မှာပဲတာဝန်ရှိတာပေါ့နော်ရုပ်ရှင်ကြတော့ကျွန်တော်တို့က အတင်းမော့ကြီးဖြစ်တယ်လေရုပ်ရှင်တကားရိုက်ဖို့ဆိုလို့ရှိရင်လူပေါင်း၄60အနေစပြီးတော့ယာနဲ့ချီအထိနောက်ဆုံး edit အထိနောက်နောက်နောက် dubbing လို့ခေါ်တဲ့ music တွေထည့်တာအထိနောက်တစ်ခါအခုဆိုလို့ရှိရင်အခုခေတ်ဆိုလို့ရှိရင် digital snip နဲ့ပြောင်းလဲလာတဲ့အခါမှာ color correction တို့နော်ဒီ color အယောင်တွေကိုချိန်တာတွေအလင်းမောင်ချိန်တာအဲ့အထိကိုသူကပါနေတဲ့ team mode လို့ပြောလို့ရတာပေါ့နော် team mode ဆိုတော့ရုပ်ရှင်တကားကောင်းဖို့ကြတော့ကျွန်တော်တို့ဇလန်းပေါ်မှာ backbone ပေါ့နော်ဇလန်းကတော့ backbone ပေါ့ ဇလန်းကောင်းရင်တော့ရုပ်ရှင်တကား50%ကောင်းပြီလို့ပြောလို့ရတာပေါ့နော်အဲအဲ့ဒီကနေမှတစ်ဆင့်အဲဇညုံကြီးကောင်းခြင်းနောက်ဒရိုက်တာကြီးကောင်းခြင်းသရုပ်ဆောင်ကြီးကောင်းခြင်းနောက်ထပ်ကောင်းခြင်းတွေအများကြီးပေါင်းမှရုပ်ရှင်ကားကောင်းတကားဖြစ်တာပေါ့နော်ဆိုတော့အဓိကကတော့ဇလန်းပေါ့နော်အဓိကကတော့ဇလန်းဒါပေမဲ့အဲ့ဒီဇလန်းတကယ်လို့တောင်းတအောင်ပေါ့နော်ဟိုဇလန်းကဟိုလိုအပ်ချက်ရှိနေတောင်မှဇညုံမှာအများကြီးပြုတ်ပြင်ပြောင်းလဲပေးလို့ရတယ်ပေါ့နော်ဇညုံကတော့ဂျားကန်ပေါ့ဂျားကန်ပေါ့အဲဝတ္ထုကတော့ ြင်ရဲမှာပဲဇလန်းကတော့ပြင်ရဲမှာပဲအဲ့တော့ဟိုဇလန်းကောင်းရင်တော့ရုပ်ရှင်ကကောင်းဖို့ကတော့50%အသေးစားနေပါတယ်ဟုတ်ဇလန်းကောင်းရင်ရုပ်ရှင်ကောင်းမှာဆိုတော့တည်စားတော့ပါပဲဒီစံလုံးရဲ့လူရဲ့ဇကလုံးနေဟုတ်လားသူတစ်ယောက်ပြန်ပြောရမယ်ဟာအထက်ကရက်ကိုကောင်းဖို့ဟာတယ်ဒါကြိုက်တဲ့ဒါလို့ဒီဟုတ် ဆွဲကြည့်သွားကြတာဒါကြတော့ဘယ်ခံရလားအဲအဲ့ဒါပြောပြောကိုကိုလင်းပြောတယ်ကိုလင်းပြောရဲ့အချက်လက်တွေကိုကျွန်တော်ပြန်ပြန်ပြန်ပြောစရာတော့မလိုတော့အဲ့ဒီအချက်လက်တွေကြောင့်ပဲကျွန်တော်ဇက်ညုံရေးပြစ်တာပေါ့နော်အဲဇလန်းမှာတောင်ယုံတောင်ယုံဇလန်းလေးကိုဖရိတ်လေးပဲရှိတဲ့ဇလန်းအရန်ကောင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကနေပြီးတော့ရုပ်ရှင်ကားကြီးပေါ့နော်ကားကောင်းတကားဖြစ်အောင်လို့ဇက်ညုံကအများကြီးပံ့ပိုးပေးတယ်အများကြီးပံ့ပိုးပေးတယ်ဥမာအပြည့်အဲဝတ္ထုထဲမှာမပါတဲ့ဇက်ကောင်လေးတွေကို အရေးကြီးတယ်ထင်ရင်ကိုကပိုးပေးလို့ရတယ်အဲအရေးမကြီးဘူးထင်ရင်ကျွန်တော်တို့ကမှိန်ဖြော့ပေးလို့ရတယ်နောက်ပြီးတော့သူတို့ပြောတဲ့စကားတွေပေါ့နော်ဝုထုထဲမှာယုတ်တိမရှိဘူးဒီနေရာမှာဒီလိုစကားလုံးမျိုးမပြောဘူးထင်ရင်ကိုကဇညုံးမှာတဘာဝကြောင့်ယုတ်တိရှိအောင်အဲပြန်ပြောင်းပေးလို့ရတယ်ပေါ့နော်အဲပြီးတဲ့ခါကျတော့ဝုထုထဲမှာမပါတဲ့ဥမာပေါ့ရှုကင်းရှုွက်တွေပေါ့နော်ဒါရိုက်တာရဲ့ရိုက်ချက်တွေနောက်ပြီးတော့အာသူက editing လို့ခေါ်တဲ့ဒီ cut by cut စင်းပိုင်းစင်းတွေမှာအဖြတ်အတောက်တွေပေါ့နော်အဲ့ဒါတွေကြတော့ဇညုံးသမားကအရင်ဆုံးရေးထားပေးရင်ဒါရိုက်တာကရိုက်ကူးရအရန်လွယ်ကူ ူသွားတယ်ဒီဇက်ညုံးပေါ်မှာမူတည်ပြီးတော့ပေါ့နော်ရုပ်ရှင်ကားတကောင်းတကားဖြစ်တယ်မဖြစ်ဘူးဆိုတာလေဇက်ညုံးပေါ်မှာအများကြီးမူတည်နေတယ်အဲဒါကြောင့်လဲကျွန်တော်ဇက်ညုံးကိုရေးပစ်တာပါပေါ့နော်ဒီမှာဆိုရင်အစိတ်မှာဆိုရင်ဆံမလုံးကားရဲ့ဟုတ်က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 ဲ့စကလုံးတွေလည်းဘယ်ပြန်ပြီးတော့ချေမိုးရတာအဲဒီဇက်လန်းကိုပေါ့နော်အဲပထမဆုံးဒီအောက်ခင်မေရုပ်ရှင်ကျောင်းလို့ရဥစီသူနဲ့ မာတိလို့ခေါ်တယ်မတိတာပေါ့နော်အဲတို့ကနေဇလန်းကိုပေးတယ်ဇလန်းပေးတယ်ဖြစ်ချင်တော့ဆီယမလွန်တတာကလည်းကျွန်တော်တို့နဲ့ဒီဒေါက်တာခင်သီရာကြီးရဲ့ကျွန်တော်တို့ဒေါက်တာမိုးနီလွင်ပေါ့နော်ပြီးတော့ဒေါက်တာထထလင်းဒီဟာတငယ်ချင်းနေတောင်းတုံးကလေးတငယ်ချင်းနေအဲ့တော့သူကဒီမှာသူ့ရဲ့မင်းသား၂ယောက်နဲ့သူကရိုက်ချင်တယ်ဆိုပြီးတော့ဇက်လေးကိုရေးခိုင်းတာအဲ့မင်းသား၂ယောက်ပါတယ်ဇက်ပေါ့နော်ဆိုတော့ကျွန်တော်ဒီဝတ္ထုကိုထူးခြားတာကဝတ္ထုအနေနဲ့မထွက်သေးဘူးဆီယမမထားရဲ့လက်ရင်းမူနဲ့ကိုကျွန်တော်ဖတ်ရတာအဲ့အဲ့လိုဟုတ်တယ် စာဝတ္ထုနဲ့လည်းမထွက်သေးဘူးဆိုတော့ဒီဝတ္ထုလေးတဲ့ဆရာမကတော့ရေးထားတယ်မင်းသားနှစ်ယောက်ပါတယ်ဖတ်ကြည့်ပါအောင်ကိုမုံဒီကြီးပေါ့နော်ဥစီသူတို့ကလာပေးတယ်အဲဒီကတကယ်ကိုစာစာမျက်နှာကြီးက၆လစကိုင်းလို့အရှိန်ကြီးနဲ့လည်းရေးနေတဲ့ကျွန်တော်အဆအဆုံးဖတ်လိုက်တဲ့အချိန်မှာဟာရတယ်ကြိုက်တယ်ကျွန်တော်ရိုက်လို့ဒီဇက်လန်းလေးကတော်တော်လေးကောင်းတယ်ဖတ်လိုက်ခရေကဒီ frame လေးပေါ့နော် frame လေးကအင်မတန်ဟိုဘယ်လိုပြောမလဲအခုခေတ်ပရိသတ်ပေါ့နော်အခုခေတ်ပရိသတ်နဲ့ဟာတိမဲ့အဲအန်ကိုက်မဲ့အခုခေတ်ဖြစ်နေကြလူငယ်တွေပေါ့နော်ကျွန်တော်တို့ဘေးနားပတ်ဝန်းကျင်မှာရှိနေတဲ့ ဒီလူတန်းစားတွေလူတန်းစားတွေအကြောင်းကိုသူကရေးထားတာဖြစ်တဲ့အတွက်ကျွန်တော်ချပေါ့နော်ချပဲဒါပေမဲ့အဓိကကတော့ဒါရိုက်တာလုံးမဲ့ကိုမင်းဦးကိုကျွန်တော်အဓိကတော့တိုင်ပင်တယ်ဇက်ကောင်တွေကတော့လွဲလို့တော့မဖြစ်ဘူးကတ်စင်တွေကဒီထဲမှာမမတွေပါတယ်မမတွေကတကယ်မမတွေနဲ့ရရရတယ်ပြန်ငယ်တဲ့မင်းသမီးတွေကိုကြီးပြီးတော့မမလောက်ခိုင်းတာမျိုးကျွန်တော်မကြိုက်ဘူးတကယ်တကယ်မမတွေဒီထဲကမမကလည်းကြည့်ပြီးရင်တော့သိပါလိမ့်မယ်တကယ်ဟိုဒီမှာဘယ်လိုပြောမလဲကျွန်တော်တို့ဒီအရွယ်တွေမှာရှိတယ်ပေါ့နော် အဲစီပွားရေးရတဲ့အရာအလုံးပြည့်စုံနေပြီအဲမိသားစုကလည်းလက်လွတ်ရပြီအဲ့ဒီခါမှာတို့ကပျော်ကျင်တိုင်းပျော်ကဲကျင်တိုင်းကဲလောကကြီးမှာဘာမှဂိူးမဆိုင်တော့တဲ့မမတွေပေါ့နော်တို့ကဘဝမှာပတ်စံရှိပေမဲ့တခြားဘာမှမရှိဘူးပေါ့နော်အချစ်တွေအပျော်တွေမရှိခဲ့တဲ့မမတွေကနေပြီးတော့ကဲတဲ့ဇာလံမျိုးပေါ့နော်ဆိုတော့အခါကျတော့ဒီလိုနေရာကိုရွေးဖို့ပေါ့နော်ကျွန်တော်တို့အားလုံးဝိုင်းတိုင်မြင်ကြပြီးတော့အခုရုပ်ရှင်မှာနေရတဲ့အတိုင်းပဲမမျိုးမယ်လိုဒီနဲ့မရေးသောင်းပေါ့နော်ဆိုတော့ဖြစ်သွားတဲ့အခါကျတော့ကျွန်တော်လည်းဒီကားကိုနှစ်ခါကြည့်ပြီးပြီပေါ့နော် အဲ character တွေကအကုန် quality ဖြစ်နေတယ်လို့ကျွန်တော်ကယူဆရတယ်ပေါ့เนาะဆိုတဲ့အခါကျတော့ဒီဇလန်းပေါ်မှာဖန်တီးတဲ့ကိုမင်းဦးရဲ့ဟိုအရင်ချင်းမှာပဲကိုမင်းဦးတော်တာပေါ့ဟုတ်မမတွေရဲ့ကဲတာတွေမမတွေရဲ့ချစ်တတ်တာတွေချစ်တတ်တာတွေမမတွေရဲ့အန်းတာတွေအဲဒါတွေကအစိတ်လို့ပြောမလားဒါချုံနေနေတာပဲမဟုတ်လားအဲ့မအဓိကကတော့ကျွန်တော်ကဒီကားမှာအစိတ်ဆိုတဲ့နာမည်လေးကို အဆရာမနဲ့တိုင်ပင်ပေးပြတာဆရာမကပထမအစိတ်ရဲ့ပါဆိုလားအဲ့လိုနာမည်လေးတခုကျွန်တော်ကတော့ရိုးရိုးလေးပဲပေါ့နော်ဆရာမအဲ့လိုဝတ္ထုလည်းမထွက်သေးဘူးလို့အကြံပေးတာပေါ့နော်ဆရာမရုပ်ရှင်ကြရင်လည်းကျွန်တော်တို့တော့တော်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 ပဲကြာကြအောင်ဆိုတော့ကကြာအစိတ်လိုပဲရိုးရိုးလေးပေးမကောင်းဘူးလားဆရာမလည်းလက်ခံတယ်ဟာကောင်းတာပေါ့တဲ့ပုံမနေတော့သဘောတူရင်ကျွန်မလည်းအစိတ်လိုပဲပေးမယ်ဆိုဝတ္ထုကိုမထွက်ခင်နေရတော့အစိတ်လိုပေးလိုက်တယ်အဲ့တော့ကျွန်တော်တို့ကရုပ်ရှင်ကလည်းအစိတ်ဖြစ်သွားတယ်အဓိကကတော့ဆရာမဝတ္ထုထဲမှာပေါ့နော်ဆရာမရေးခဲ့တဲ့အထက်မှာကျွန်တော်ကတော့မြင်တာကတော့အစိတ်ဆိုတာ ဘယ်လိုပြောရမလဲငွေကြေးပေါ့နော်ငွေကြေးအဲငွေကြေးစိတ်တွေပေါ့နော်ကျွန်တော်တို့ငငယ်တုန်းကငငယ်တုန်းကတော့ငယ်ဘူးရတချင်းထဲမှာပါတယ်ငွေကြေးစိတ်တွေပေါ့နော်ဆရာဝင်းမထွေးရတချင်းထဲမှာတယ်ဆိုရဲခါကျတော့ဟိုလူတွေမှာပေါ့နော်ဟိုဒီကားထဲမှာဆိုလို့ရှိရင်ဇက်ကောင်9ယောက်ပါတယ်ပေါ့နော်အဓိကမိန်းဇက်ကောင်9ယောက်ပါတယ်ဒီမမကြီး2ယောက် နော်ပြီးတော့တငယ်ချင်း၃ယောက်နော်ဒီရက်ွက်ထဲရတငယ်ချင်းလေး၃ယောက်ဆိုတော့ဒီ၃ယောက်မှာကာရက်တာလေးတွေမတူဘဲနဲ့ချိန်သွားတာလေးရှိတယ်ဒီမမလေးမမကြီးတွေဆိုလဲအလဲလောက်မှာကာရက်တာတစ်ပြေးပြေးနဲ့ချိန်သွားတယ်နောက်ဒီကောင်လေး၂ယောက်ပေါ့နော်ကဘာနဲ့အဲဟိုဟာပေါ့နော်ဟိုအောင်မြေဆိုတဲ့အဲတငယ်ချင်း၂ယောက်ဆိုလို့ရှိရင်လေအစပိုင်းကသူတို့ကာရက်တာလေးတစ်မျိုးဒါပေမဲ့ငွေကြေးကြောင့်မို့လို့သူတို့ကတစ်ပြေးပြေးနဲ့ကာရက်တာလေးကဘယ်လိုချိန်သွားလဲဆိုတော့အဲပိတ်ကားတော့မှရှုစားပါပေါ့နော်အဲ့တော့အဓိကကတော့ပြောချင်တာကတော့ငွေကြေးကကိုယ်အတွက်တော့ တုံးတက်ရင်လည်းဆေးမတုံးတက်ရင်လည်းအစိတ်ပေါ့နော်အဲအဲ့လိုမျိုးလေးကိုတင်စားပြီးတော့ဆရာမကရေးထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကလည်းဒီဟာကိုပုံဖော်ပေးရတာပေါ့နော်ဟုတ်အော်ဘယ်လိုပြောသလိုပေါ့လဲဇက်ကောင်နေတဲ့ live ရဲ့နံပါတ်1ပါနံပါတ်2အာဒီရဲ့ရိုက်ချက်တော့ဟုတ်နံပါတ်3ကဒီ dialog တွေနဲ့ team တွေနဲ့ဟာတွေတက်တယ်ကားကဒါလေးပြောပြပြတယ်ကွန်မင်းဆိုတဲ့တဲ့ကားမှာဒီကားကောင်းဆုံးလို့ပြောတော့ဘယ်လိုလဲအဲဟုတ်တယ်ကွန်မင်းကတော့သူက တော်တော်လေးစိတ်ကြင်တတ်တယ်ပေါ့နော်ကျွန်တော်ကတော့ကွန်မင်းဦးနဲ့ရိုက်တဲ့ကားတိုင်းကိုကျွန်တော်တော်တော်လေးစိတ်တိုင်းကြရတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ပြကျင်တဲ့ presentation ပေါ့နော်ပုံစံဒီ modernize ဖြစ်တဲ့ဇလန်းနဲ့လိုက်ဖက်တဲ့ပုံစံတွေကိုကွန်မင်းဦးကအရန်ရိုက်တတ်တယ်။ဘာဖြစ်လဲဆိုတော့သူကိုယ်တိုင်းလည်းလူငယ်ဆန်းတယ်။လူငယ်ဆန်းတဲ့ကကြာကျွန်တော်တို့ရိုက်ခဲ့တဲ့ကားတွေဆိုကြည့်လိုက်လေခြူစီရယ်ကိုပွားရယ်အခုအစိတ်ရယ်နော်အကုန်လုံးကလည်းတကယ်လူငယ်ဇလန်းတွေ အဲလူငယ်ရောကိုစားပြုတဲ့ဇာလန်းတွေဆိုတော့သူ့ရဲ့ရိုက်ချက်တွေကလည်းအများနဲ့တွတ်တွတ်လက်လက်နဲ့ modernize ဖြစ်တဲ့အခါကျတော့ဇာလန်းနဲ့ဟိုရိုက်ချက်တွေကတကယ်ကိုတာလီဖြစ်တယ်ပေါ့နော်တာလီဖြစ်တယ်အဲ့တော့နောက်ပြီးတော့ dialogue တွေကတော့အဓိက dialogue တွေဘာလို့ကောင်းလဲဆိုတော့အဲဒီဇာလန်းထဲမှာပါတဲ့ဇက်ကောင်တွေအကုန်လုံးကျွန်တော်အပြင်မှာမြင်တွေ့ဘူးနေတယ်မြင်တွေ့ဘူးနေဒီလိုမမကြီးတွေလည်းမြင်တွေ့ဘူးတယ် ဒီလိုကောင်လေးတွေလည်းကျွန်တော်တို့ဘေးနားပတ်ဝန်းကျင်မှာလက်ညှိုးထိုးပြလို့ရတယ်ရှိတယ်တွေ့ဘူးတယ်သူတို့ရဲ့ character တွေပေါ့နော်ရက်ွက်ထဲကကောင်လေးတွေငွေကြေးဟိုမှာအရန်ကိုမက်မောပြီးတော့ဒီငွေကြေးတော့ကိုလိုက်ရင်းနဲ့သူတို့ဘွားကိုသူတို့ရောင်းစားမှန်းမသိဘဲနဲ့ရောင်းစားမိနေတဲ့လူငယ်လေးတွေကိုအများကြီးတွေ့ဘူးတယ်ကျွန်တော်တွေ့ဘူးရဲ့ခါကြတော့ခံစားရတယ်ပေါ့နော်ကိုတွေကဘေးကနေကြည့်ပြီးတော့ဒီလိုဟာမျိုးတွေကိုဒါဆိုတော့အဲကျွန်တော် တငယ်ချင်းဆိုလဲဥမာ coffee sign ဖွင့်ထားတယ်သူတို့ coffee sign မှာလာဒိတ်ကြတယ်အဲအဲ့ဒီမှာသူတို့ရပြောတဲ့စကားတွေကိုကျွန်တော်တငယ်ချင်းပြန်ပြောပြတယ်ပြန်ပြောပြတဲ့ခါကျတော့သူတို့ရပြောနေတဲ့စကားလုံးတွေဒီ item တွေအမူအရာတွေကိုကိုရီးယား မြင်နေရမြင်နေရတော့အသက်ဝင်တာပေါ့နော်အဓိကကတော့ကျွန်တော်ဘယ်လိုပြောမလဲ inspiration ပေါ့ inspiration စာရေးဆရာတယောက်ကဝတ္ထုရေးမယ်ဆိုလဲ inspiration ယူပါတယ်ဇာညုံးရေးတယ်ဆိုလဲအဲ့လို inspiration ယူပါတယ်ပေါ့နော်ဆရာမလွန်ထထရေးထားတဲ့ဇက်ကောင်တွေကကျွန်တော်မျက်စိထဲမှာမြင်နေကြဇက်ကောင်တွေဖြစ်နေတဲ့အတွက်ပို့ပြီးတော့အသက်ဝင်သွားတာပါဟုတ်ပြင်မလက်တွေတို့ဒီခေတ်မှာပြန်သုံးချတာပါအဲ့လိုလားမပြောလက်တွေဆိုတာ ကျွန်တော်တို့ကစာရေးဆရာလေးလူပညာသမားလေးလူတွေကိုလေ့လာရတယ်။ဘေးနောက်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေအကုန်လုံးကိုလေ့လာရတယ်။ဒီဒီထဲမှာဆိုလို့ချင်းစကလုံးလေးတွေပါတယ်လေ။အဲဆက်စားခြင်းအစားဝင်ခန်းမှာကိုအဲဗာလဲကဘာကိုနေရတဲ့ Facebook ပေါ်မှာရတဲ့အဲကျွန်တော်ကိုအဲအမျိုးဆုံး caption နဲ့တင်နေတယ်ဒီလိုလူမျိုးကိုချစ်ပါတော့အဲအဲတို့ချင်းဗာဖြစ်မယ်လို့ဆိုအခုခေတ်လူငယ်တွေတင်နေကြတာပဲလေ Facebook ပေါ်မှာဒီမောင်လေးရဲ့ရင်ခွင်ထဲကိုလာခဲ့ပါတော့ဗာတော့အဲဟုတ်တယ်မလားဒီရင်ခွင်ကြီးကနေကြုံနေဒါလူငယ်တွေအများ ားစုအဖြစ်ကဒီလိုမျိုးပုံစံလေးတွေကတွေ့နေရမြင်နေကြလူငယ်တွေပေါ့နော်အဲ့ဒီအထက်မှာမှငွေကြေးကိုတလွဲအသုံးချပြီးတော့ငွေကြေးနောက်ကိုလိုက်သွားတဲ့လူငယ်တွေအကြောင်းပေါ့နော်ကျွန်တော်ကတော့အဲ့လိုလေးပဲပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါ